ဘာသာအမွေကျွန်းလင်းနိုင်ပါစေပို့ပြတဲ့ကံကိုသာခံနဲ့ဗါတဲ့တုံးပြိဿကြီးဒီနေ့ကံအကြောင်းကိုဟောမလို့ကံကံဆိုတာပရိသတ်ကြီးကြားဘူးတယ်မဟုတ်လားကြားပါဗျာကံအကြောင်းတော့သဘောပေါက်တဲ့လူနည်းလေး တချို့ကံအကြောင်းကိုသဘောမပေါက်ဘူးဒီကံဒီဘယ်ကထွက်လာတာလဲလို့ဆိုတော့ဘုန်းကြီးလို့ဆိုတော့ဘုန်းကြီးတို့ကံမဆိုတဲ့ပါဠိကထွက်လာကံမဆိုတာပါဠိပြန်တော့အမှုဒီလိုဒီကံမကိုကျွတ်တို့မြန်မာလူပြန်တော့ဘယ်လိုခေါ်တော့အမှုကပရိသတ်ကြီးမေးရအောင်ဘယ်နှမှုလောက်ရှိလဲ လက်ထောင်ပြမယ်နော်ဘယ်နှမှုလောက်ရှိအဲသုံးမှုမလက်ထောင်ပြတော့ဖြေကြသားမဆိုးပါဘူးနော်သုံးမှုသုံးမှုအဲ့ဒီသုံးမှုကိုခေါင်းကြီးပြောမယ်နောက်ကလိုက်ဆိုကြမှာကာယကံမဝစီကံမဝစီကံမမနောကံမမနော ဘယ်နှမှုတော့ကာယကမ္မဆိုတာခန္ဓာကိုယ်နဲ့ပြုတဲ့အမှုဝစီကမ္မဆိုတာပါဇက်ကပြောတဲ့အမှုမနောကမ္မဆိုတာစိတ်နဲ့ကြံတဲ့အမှုဘယ်နှမှုတော့ကာယကမ္မှုသည်ဘုန်းကြီးတို့ဘယ်လောက်ရှိသလဲလို့ဆိုတော့၃ပါးရှိပါပါဏာတိပါတအဋ္ဌိနာဒါနကာမေသူမိစ္ဆာစာရ ဝစီကမှု၄ပါးသည်မူသာဝါရပိတုနာဝါစာဖရုတ်တဝါစာသဖပလာပဝါစာ၄ပါးမနောကမှုသည်အဘိဇ္ဇာပြာပါဒမိစ္ဆာဒိဋ္ဌိ၃ပါး၃ရယ်၄ရယ်၃ရယ်ပေါင်းတော့ဘယ်လောက်ရှိအဲ့ဒါကိုဒုစရိုက်၁၀ပါးလို့ဒီလိုခေါ်ပါတယ် ဒုစရိုက်7ပါးသည်ခွန်ကြီးတောင်မူမြို့မှာဟောခဲ့ပြီးသားဖြစ်သဖြင့်အကျယ်တဝင့်ဒီဇတ်ထုတ်ထဲမှာခွန်ကြီးထက်ဆွတ်ပြီးတော့ဟောစရာမလိုတော့ပါဒါဖြင့်ကောင်းပြီအဲ့ဒီကံအကြောင်းကိုခွန်ကြီးသဘောပေါက်အောင်ပြောပရိသတ်ကြီးဒီကနေ့ရောက်လာတဲ့ပရိသတ်ကြီးမိမိရဲ့စာဝတ်နေရေးအတွက်ငွေရအောင်မရှာဘူးလားပြိဿရှာပါရဲ့ဗျာငွေရအောင်ရှာတဲ့နေရာမှာ ခန္ဓာကိုယ်ကြီးနဲ့အလုံးမလုံးဘူးလားအဲ့ဒါဘာမှုခေါ်မလဲကာယကံမှုဗါတဲ့တို့ငွေရအောင်ရှာတဲ့နေရာမှာဗဇက်ကကောင်မပြောဘူးလားပြောပါဗျာဘာမှုခေါ်မလဲဗတိကံမှုပါဗျာစိတ်ကကောင်မကြံဘူးလားကြံပါဗျာဘာမှုခေါ်မလဲ ဒါဖြင့်ခမည်းတော်ငွေရအောင်ရှာတဲ့နေရာမှာခန္ဓာကိုယ်နဲ့လည်းလှုပ်တယ်ပါးစပ်နဲ့လည်းပြောတယ်စိတ်နဲ့လည်းကြံတယ်ဆိုတော့ခမည်းတော်နေတိုင်းနေတိုင်းအမှုပဲနဲ့မှုရှိသုံးပါဗျာဒါဖြင့်ဒီပရိသတ်ကြီးအမှုတယ်လို့ခွန်ကြီးပြောလိုက်ရင်လွဲမလားလွဲပါဗျာတချို့ကယုံလို့ခတ်တို့ရောက်မှအမှုထင်တာအမှုတန်းလန်းကြီးနဲ့အခုပရိသတ်ကြီး ဘယ်နှမှုရှိအမှုတွေလေဆိုတာမြန်ဘုန်းကြီးပြောတာလွဲသွားမလားလွဲပါဗျာဒါကြောင့်နေ့စဉ်နဲ့အမျှဒီအမှုသုံးမှုကိုပြုနေကြတဲ့လူသားတွေဒီအမှုသုံးမှုနဲ့ပြုပြီးတော့ငွေရှာလို့ရလာတော့ပရိသတ်ကြီးဝယ်ခြင်းနာတွေဝတ်ခြင်းနာတွေအိတ်ခြင်းနာတွေစားခြင်းနာတွေပြောခြင်းနာတွေအဲ့ဒီအကျိုးတရားတွေမခံစားရဘူးလား ငွေမရှာလို့ငွေမရရင်အိမ်ဆောက်ချင်တာငွေနဲ့မှဆောက်ဖြစ်တဲ့ဖြင့်အိမ်ဆောက်နိုင်မှာမလားငွေမရှာလို့မရရင်ဝတ်ချင်တာငွေရှိမှဝတ်ရသဖြင့်ပရိသတ်ကြီးငွေမရှာရင်ဝတ်နိုင်မှာမဝတ်နိုင်ပါဘူးဗျာဒါပြေကောင်းပြီစားဖို့ကောငွေရှိမှစားရသဖြင့်ငွေမရှာရင်စားရပါမစားပါဘူးဗျာငွေရှာတဲ့နေရာမှာဘယ်နှမှုတော့မဟုတ်ပါဘူးဗျာဒါဖြင့်အ ဲ့အမှုသုံးမှုကိုပြုနေတဲ့ပုဂ္ဂိုလ်များသည်ကံမဆိုတဲ့ပါဠိကထွက်လာတဲ့ကံမို့ကံကံဆိုတာပိဿကြီးသူများပြုတဲ့အမှုလားကိုပြုတဲ့အမှုလားကိုပြုတဲ့အမှုဒါကြောင့်ကံကိုယုံကြည်ရင်အလုတ်ကိုယုံကြည်ပါသူများလုတ်တာမဟုတ်ဘူးကိုလုတ်တဲ့အလုတ်အလုတ်ကိုယုံသေးရင်ကံကိုယုံသေးပါတဲ့ကံအကြောင်းသဘောပေါက်ပါလားမပေါက်ပါဘူး တချို့ကကံအကြောင်းသဘောမပေါက်တော့ပြောတယ်။အိုးတဲ့ကံရှိချမ်းသာလိမ့်မပေါ့တဲ့။ကံသူများပြုတာကြလို့ကံဆိုတာမိုးပေါ်ကြကြီးမှန်နေထမရဲ့။ကံယုံလို့စူးကြုံနေတော့ပါတဲ့။စူးလာပဲ။ဟာစူးရီဟာပြီမနောက။ဟေးဒီပေါ်နေစူးမဟာဘဇက်ကပြောတယ်ဝစီက။ ှူးကြုံမှာရောက်နေတဲ့ခြီတော်ကလေးကိုပြန်ရုပ်ကာယကံအဲ့ဒီကံသုံးပါးရောက်ဆူးပုံကိုမနှင်းမှမဆူးမှမဆူးအောင်လုပ်တာဘယ်သူလဲကိုကိုလုပ်တဲ့အလုပ်ကိုကံခေါ်တယ်ဒါသဘောပေါက်မလားတချို့ကပြောသေးအိုးတဲ့ကံရှိစားရလိမ့်မဘောသူများလုပ်တဲ့အလုပ်ကြီးကြလို့တမင်သက်သက်ကံကြီးကကို့လာအကျိုးပေးမဲ့ဟန်ကြလို့ ကံထမင်းအိုတဲ့ထမင်းချက်ပြီးပြီထမင်းတော့ဖြစ်နေပြီကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေဆောင်မှာထမင်းအိုတဲ့ကထမင်းကခြိတော့ပေါက်ပြီးဗဇတ်ထဲလာဆင်းမှာမလားပြီဝေးတာတနေ့ကုန်ထိုင်ဆောင်ကံရှိစားရလိမ့်မပေါ့လို့ငတ်ပြီးခုနှစ်ရက်ပြည့်သင်မဲ့တာမှထိုင်းနေမယုံရင်ဝါလိမ့်မပေါ့ဆိုပြီးတော့ထမင်းစားခြင်းနဲ့စိတ် ဓမ္မနောကံခေါ်တယ်ခူဟေခဟေစာမဟေပါဇက်ကပြောတယ်ဝစီကံခေါ်တယ်ခန္ဓာကိုယ်ကြီးကခုပြီးအလုအလွေးပြုတ်ပြီးတော့ပါဇက်ထဲသွင်းတယ်ဒါကာယကံခေါ်တယ်ပါဇက်ထဲရောက်တာတောင်မှတရားနာပိသကြီးအထက်သွားအောက်သွားကြည့်ရသေးတယ်ကြည်အောင်ဓမ္မလေချောင်းနဲ့ရှော့ရှော့ရှူရှူဆင်းမယ်ဗောဒီထဲသွားတစ်ခုအလဲကောင်များမတည့်ရရှာကလေးကပို့ပေးရတယ်အလဲကောင်တက်အောင် အယိုးလေးများတွေ့ရှာကလေးကရွေးပြီးအပြင်မဲ့နှခမ်းတစ်ခုနဲ့အမဲစူပြီးထုတ်လက်ကလေးနဲ့ထုတ်ကြရသေး။မှန်လားခွန်ကြီးပြောတာ။မှန်ပါဗျာ။ဒါကြောင့်လက်ဆက်တတ်တော့ကံဆိုတာသူများလုပ်တဲ့အလုပ်မဟုတ်ကိုလုပ်တဲ့အလုပ်ပါလားလို့ဒါကိုသိသွားရင်ကမ္မတက္ကဋညာရှိတဲ့ဗုဒ္ဓဘာသာဖြစ်သွားပါပြီ။ဟာကံဆိုတာကိုလုပ်တာတော့မှန်ပြီ။ကံသုံးပါဖြင့် ကောင်းတဲ့အမှုတွေကိုပြုရင်ငါဒီကောင်းတဲ့အကျိုးခံစားရမကောင်းတဲ့အမှုတွေမကောင်းတဲ့အလုပ်တွေကိုလုပ်ရင်မကောင်းတဲ့အကျိုးငါခံစားရအဲ့ဒီလိုကံရဲ့အကျိုးတရားကိုလည်းပဲจิตတို့ဖရာသားသမီးတွေနားလည်သင့်တယ်တဲ့ဒါကြောင့်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရသဘောပေါက်နားလည်သွားပါလားပြိတ္တာ ဒါကြောင့်ဒီကံနဲ့ပတ်သက်ပြီးဒီကနေ့သူပြုတ်တဲ့အမှုကိုသူခံသွားရရှာတော့ကိုပြုတ်တဲ့ကံနောက်ကဘာတွေဆုံးဟိကိုသာခံသွားရရှာတော့ရှင်မယင်တပါအကြောင်းကိုကြုတ်ဟောမလို့ဒီကိုပြုတ်တဲ့ကံကိုသာခံဆိုတော့ဇက်လန်းပြီးကြွတို့မဏိစောဒဇက်မှာဘုန်းကြီးထုတ်ခေါ်มาဖြစ်ပြီ ရွတ်တို့သုံးလောကထွက်ထားတာပြည်သူမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးသည်ရာဇကြောင့်ညဝေလူဝံကြောင်းတော်မှာသတင်းသုံးတော်မူစဉ်အခါပရိသတ်ကြီးတရားနာရတာတမျိုးကြီးဖြစ်နေမှာပါခါတိုင်းအတန်နေနဲ့ကျုပ်လေးလေးနဲ့ဖြည်းဖြည်းပဲဟောနိုင်မှာတော့တယ်ပရိသတ်ခတ်သွက်သွက်မဟောနိုင်ဘူးမောတယ်ဗျခါတိုင်းတော့တောက်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 နဲ့ကျုပ်အင်မတန်ဟောတာ အခုပရိသတ်ကိုနားလေတဲ့ထက်လဲအောင်ရှင်းတဲ့ထက်လဲရှင်းအောင်ကျုပ်လဲအမောသက်တာအောင်တာရှိဟောနိုင်အောင်ရှင်းရှင်းကတော့မြန်မြန်မသေးအောင်